ောက်နေတဲ့ Tesla ကုမ္ပဏီနဲ့ရရှိတဲ့လောကခံစားခွင့်သဘောတူညီမှုအသစ်ဟာလက်ရှိကမ္ဘာအချမ်းသာဆုံးတထေကြီး Elon Musk ကို trillion dollar တူဖြစ်စေဖို့ပို့ပြီးနှိစက်သေးချလာစေခဲ့ပါတယ်။သူကအမှုဆောင်ချုပ်အဖြစ်တာဝန်ယူထားတဲ့ Tesla လျှက်စက်ကောင်ကုမ္ပဏီဟာ Musk ရဲ့အစွမ်းဆောင်ရည်ပေါ်မူတည်ပြီးအကျိုးခံစားခွင့် dollar 1 trillion ထိပေးချေဖို့ November လ6ရက်နေ့မှာရှယ်ယာရှင်တွေကမဲခွဲအတည်ပြုဆုံးဖြတ်ခဲ့ကြတာပါ။ဒါပေမဲ့ Musk ကအဲ့ဒီငွေကြေးနဲ့ထိုက်တန်ချောင်းကိုတော့ပြရမှာဖြစ်ပါတယ်။ အဓိကအချက်ကတော့သူဟာလာမယ့်ဆယ်နှစ်တာအတွင်းမှာ Tesla ရဲ့ဈေးကွက်တန်ဖိုးကိုလက်ရှိဒေါ်လာ၁ထရမ၄ထရီလီယံရှိရကနေဒေါ်လာ၈ထရမ၅ထရီလီယံထိမြင့်တက်ရမှာဖြစ်ပါတယ်။နောက်ပြီး Max အတွက်ပေးချိန်မဲ့ဒေါ်လာ၁ထရီလီယံကိုလည်းတလုံးတစ်ခဲတဲ့လွှဲပြောင်းပေးမှာမဟုတ်ဘဲဆယ်နှစ်တာအတွင်း၁၂တုပ်လောက်ခွဲပြီးပေးအပ်မှာဖြစ်ပါတယ်။ Max ကကြိုတင်ကတိပြုထားတဲ့သဘောတူညီချက်တွေပြည့်မီအောင်မစွမ်းဆောင်နိုင်တော့ဒေါ်လာ၁ထရီလီယံကိုအပြည့်ရမှာမဟုတ်ပါဘူး။နောက်ပြီးဒေါ်လာ၁ထရီလီယံလောက်ခခံစားခွင့်လို့သတ်မှတ်ထားပေမဲ့ မက်စ်ဘတ်ကပြန်ပေးရမှာတွေနှုတ်ယူခံရမှာတွေကိုထပ်တွက်လိုက်မယ်ဆိုရင်တော့ဒေါ်လာ188ဘီလီယံလောက်သာဖြစ်လိမ့်မယ်လို့သတင်းတွေကဖော်ပြခဲ့ကြပါတယ်။မက်စ်ကဒေါ်လာ461ဘီလီယံတန်ဖိုးရှိတဲ့ Tesla ရှယ်ယာစနစ်တထမ900ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသလိုစုစုပေါင်းကျွေးဝမှုတန်ဖိုးဒေါ်လာ900ဘီလီယံနီးပါးလောက်ရှိနေပါတယ်။ဒါကြောင့်လဲလောခလာစာခန်းစား권အသစ်ကိုပါပေါင်းထည့်လိုက်မယ်ဆိုရင်တော့သူဟာကမ္ဘာ့သမိုင်းမှာပထမဆုံး trillion အဖြစ်လာမယ့်အစည်းအဝေးနှစ်မှာရက်တည်လာနိုင်တော့မှာဖြစ်ပါတယ်။ မက်ဆိုတာတက်စလာဖြစ်ပြီးတက်စလာကလည်းမက်ပဲလို့ဈေးခွက်သူတွေတူကအမှတ်ချက်ပြုထားတာပါမက်ရဲ့မူဝါဒတချို့ကတက်စလာအမှတ်တံဆိပ်ကိုထိခိုက်စေတာမျိုးရှိခဲ့ဘူးပဲမဲ့ကုမ္ပဏီရဲ့ဉာဏ်ရည်တူ AI နည်းပညာအနာဂတ်တွေကမက်အပေါ်လုံးလုံးလျားလျားမိခိုနေတယ်လို့သူကအမှတ်ချက်ပေးခဲ့တာပါရှယ်ယာရှင်တွေမဲပေးမှုမှာသူ့ကိုလောကခံစားခွင့်တစ်နှစ်တပိုးပေးတင်တယ်လို့ထောက်ခံသူ85ရာခိုင်နှုန်းရှိခဲ့တဲ့အပေါ်မှာလေအထူးတလဲအတိအမှတ်ပြုတယ်လို့မက်ကပြောကြားသွားပါတယ်သူဟာနှစ်စွမ်းပိုင်းတော့က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရထဲမှာပေါဝင်အလွတ်လုပ်ခဲ့သလိုလူကြိုက်နေတဲ့အဆုံးဖြတ်ချက်တချို့ကိုလည်းချမှတ်ခဲ့တာကြောင့်ဒက်စလာရဲ့အမှတ်တရစိတ်တန်မိုးကိုပါတက်ရောက်ထိခိုက်မှုတွေဖြစ်လာစေခဲ့ပါတယ်။ဒါပေမဲ့မေလနောက်ပိုင်းမှာတော့ဒက်စလာရဲ့ရှယ်ယာတန်မိုးတွေဟာ65ရာခိုင်နှုန်းနီးပါးတိုးတက်လာခဲ့ပါတယ်။အထူးသဖြင့်အခွန်ကြေးကြံတွေတက်တန်းကုန်ကာနီးမှာအမေရိကန်နိုင်ငံသားအများအပြားကကုမ္ပဏီရှယ်ယာတွေကိုဝယ်ယူရင်းနှီးမြှုပ်နှံလာတာကြောင့်ဒက်စလာရဲ့ရှယ်ယာဈေးကွက်တန်မိုးကပြန်ပြီးမြင့်တက်လာတာပါ။ မတ်စ်ကိုပုံကိုရေးအရာသဘောမချမှုတွေရှိနေရင်တောင်မှသူဟာနီးပညာထိုးထွင်းမှုနယ်ပယ်မှာရှေ့ဆောင်ပုံကိုတူဖြစ်တယ်ဆိုတဲ့အယူဆကိုတော့မထိခိုက်ခဲ့တဲ့အတွက်လဲယင်းနေ့မြုံနယ်သူတွေအများအပြားကသူရဲ့ဦးဆောင်မှုကိုဆက်လက်ယုံကြည်နေတာဖြစ်တယ်လို့လေလာစောက်ကြည့်သူတွေက ပြောကြားခဲ့ပါတယ်ရှင်။